ကဘာပေါ်ကအသင်ရှင်ဆုံးနိုင်ငံ၅နိုင်ငံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့် Crazy Eye ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုမှာကမ္ဘာပေါ်မှာအသင်ရှင်းဆုံးလို့သတ်မှတ်ခံထားရတဲ့ထိတ်တန်းနိုင်ငံ၅နိုင်ငံအကြောင်းကိုစိတ်ဝင်စားဖို့ရအချက်အလက်တွေနဲ့အတူတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းဆောင်ရှောက်ဖို့တန်ရှင်တဲ့လေတုနဲ့ရှေးကိုရရှိဖို့ဆိုတာလူသားတွေအတွက်အင်မတန်အရေးကြီးပါတယ်။ဒီနိုင်ငံတွေကဒီကိစ္စတွေကိုဘယ်လိုဦးစားပေးဆောင်ရွက်နေလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာလေ့လာကြည့်ကြပါစို့လားရှင်။ နံပါတ်ကဩစတြေးလျနိုင်ငံပြင်စမမြောက်အတန်ရှင်ဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံထားရတဲ့နိုင်ငံကတော့တာယာလာပါတဲ့အတိုင်းငယ်လေးဖြစ်တဲ့ဩစတြေးလျနိုင်ငံပဲဖြစ်ပါတယ်။ ဩစတြေးလျကတဘာဝအရင်းမြစ်တွေကျွဲဝါတဲ့အပြင်နိုင်ငံတော်အစိုးရရဲ့ထိရောက်တဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒတွေကြောင့်လည်းနာမည်ကျော်ကြားပါတယ်။ဩစတြေးလျကကမ္ဘာအကြီးဆုံးသံတမန်ကျောက်တန်းဖြစ်တဲ့ Great Barrier Reef ကို ပိုင်ဆိုင်ထားပြီးတော့တဘာဝအံပွဲတွေကိုထိန်းသိမ်းဖို့အတွက်အများစွာရင်းနှီးမြှုပ်နှံထားပါတယ်။နိုင်ငံတော်လုံးမှာအမျိုးသားဥယျာဉ်တွေနဲ့တဘာဝထိန်းသိမ်းရေးနယ်မြေတွေအများအပြားရှိတာကြောင့်တဘာဝတော်ရိုင်းတရိစံနေနဲ့တစ်ပင်ဝေစားတဲ့မြေမျက်နှာ အသွင်ပြင်နေနဲ့လည်းတွေ့မြင်နိုင်တာဖြစ်ပါတယ်။လေတို့ညဉ့်ညမ်းမှုကိုရှော့ချဖို့အတွက်ပြန်လည်ပြည်ဖြုံးမြဲဆွေးရင်ကိုအသုံးပြုမှုကိုတုံ့ပြန်နေပြီးတော့ရေရှည်တီတဲနဲ့စိုက်ပျိုးရေးနည်းလမ်းတွေကိုလည်းအားပေးမြင့်တင်လျက်ရှိပါတယ်။မြို့ကြီးတွေမှာလည်းအမိုက်စီမံခန့်ခွဲမှုစနစ်ကောင်းမွန်ပြီးတော့ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းတွေကိုစနစ်တကျစုဆောင်ပြီးတော့ပြန်လည်အသုံးပြုနေတာကိုတွေ့ရပါတယ်။နံပါတ်၄စပိန်နိုင်ငံစတောထားမြောက်အတန်ရှင်ဆုံးနိုင်ငံအဖြစ်ရည်တည်နေတာကတော့ ဥရောပတိုက်ရဲ့တောင်ပိုင်းမှာရှိတဲ့စပိန်နိုင်ငံပဲဖြစ်ပါတယ်။စပိန်ကသမိုင်းဝင်ယဉ်ကျေးမှုတွေနဲ့လှပတဲ့ခံယူရတဲ့ကြောင့်လူသိများသလိုတဘာဝပဝင်းစင်ကိုထိန်းသိမ်းတဲ့နေရာမှာလည်းထူးချွန်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။စပိန်ကနေအောင်ကြီးဆွဲရင်နဲ့လီအားဆွဲရင်ကိုအသုံးပြုတဲ့နေရာမှာဥရောပမှာဦးဆောင်နေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ပြန်လည်ပြည်ဖြိုးမြန်းဆွဲရင်ကိုအားပေးခြင်းအဖြစ်လေလူညဉ့်ဉဏ်မှုကိုရှော့ချနိုင်ခဲ့ပါတယ်။နိုင်ငံရဲ့အမျိုးသားဥယျာဉ်တွေနဲ့ သဘာဝအနေအမြေတွေကနိုင်ငံရဲ့စီဝမျိုးစုံမျိုးခွဲတွေကိုထိန်းသိမ်းဖို့အတွက်အရေးပါတဲ့အခမ်းအနားအနေပါဝင်နေပါတယ်။ရေအရေးမြစ်ကိုစီမံခန့်ခွဲမှုအပိုင်းမှာလည်းစပိန်ကတော်တော်လေးထိုးထက်မှုရှိပြီးတော့ရေကိုခြွေတာသုံးဆွဲဖို့နဲ့ရေစိုးတွေကိုတန်းစင်ဖို့အတွက်နည်းပညာတွေကိုအသုံးပြုနေပါတယ်။မြို့ကြီးတွေမှာလမ်းတွေကိုတန့်ရှင်းအောင်ထားရှိပြီးအများပြည်သူပိုင်နေရာတွေမှာစီကံရှိရှိအမိုင်စွန်ပစ်ဖို့ကိုလည်းတိုက်တွန်းအားပေးလျက်ရှိပါတယ်။နံပါတ်3ဆွစ်ဇာလန်နိုင်ငံ ကမ္ဘာအသံရှင်ဆုံးနိုင်ငံအဖြစ်နံပါတ်3နေရာမှာရပ်တည်နေတာကတော့တောင်တန်းနေနဲ့ရေကန်တွေအပြင်တာယာလှပတဲ့ရွှေကင်းတွေနဲ့ပြည့်နေနေတဲ့ဆွစ်ဇာလန်နိုင်ငံပဲဖြစ်ပါတယ်။ဆွစ်ဇာလန်နိုင်ငံကတဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတဲ့နေရာမှာကမ္ဘာအဆင့်မှာဦးဆောင်နေတဲ့နိုင်ငံတစ်ခုလို့ဆိုရင်လည်းမမှားပါဘူး။ဆွစ်ဇာလန်ကအမိုက်တွေကိုပြန်လည်အသုံးပြုမှုနှုန်းအလွန်မြင့်မားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ပြည်သူတွေကအမိုက်တွေကိုစနေတကျခွဲခြားပြီးတော့ပြန်လည်အသုံးပြုဖို့ကို အလေးထားဆောင်ရွက်ကြပါတယ်။ လေတူးနဲ့ရေအေးသွေးကိုထိမ့်သိမ့်ဖို့အတွက်တင်းကျတဲ့ဥပဒေတွေနဲ့စီမင်းစည်းကမ်းတွေကိုဖျက်ထမ်းထားပြီးတော့တိကျစွာလိုက်နာဆောင်ရွက်ကြပါတယ်။တယ်ယူပို့ဆောင်ရေးစနစ်မှာလည်းလျှက်စစ်ရထားတွေနဲ့လျှက်စစ်ကားတွေကို အသုံးပြုမှုကိုအားပေးတာကြောင့်ကာဗွန်ထုတ်လုပ်မှုကိုလျှော့ချနိုင်ခဲ့ပါတယ်။တဘာဝနဲ့သဟဇာတာဖြစ်တဲ့ခီးသွွားလုပ်ငန်းကိုလည်းအားပေးမြင့်တင်တာကြောင့်တဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးဖြစ်အောင်ဆောင်ရွက်လျက်ရှိပါတယ်။ နံပါတ်1နော်ဝေနိုင်ငံအတန်ရှင်းဆုံးနိုင်ငံအဖြစ်နံပါတ်2နေရာမှာရပ်တည်နေတာကတော့လှပတဲ့ဖျော်ရည်တွေတောင်တန်းတွေနဲ့အလွန်လှပတဲ့မြောက်ပိုင်းအလင်းရောင်တွေကြောင့်နာမည်ကျော်ကြားတဲ့နော်ဝေနိုင်ငံပဲဖြစ်ပါရင်နော်ဝေကတဘာဝအရှင်းမြစ်တွေကိုတန်ဖိုးရှိစွာအသုံးပြုပြီးပတ်ဝန်းကျင်ကိုထိန်းသိမ်းတဲ့နေရာမှာလည်းအထူးအလေးထားတဲ့နိုင်ငံတစ်ခုပါနော်ဝေကရှီယာလီယက်စ်ထုတ်လုပ်တဲ့နေရာမှာ ကမ္ဘာမှာအမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်ပြီးတော့တန်ရှင်တဲ့စွမ်းအင်ကိုအသုံးပြုခြင်းအားဖြင့်လေထုညဉ့်ဉဏ်မှုကိုလျှော့ချနိုင်ခဲ့ပါတယ်။ပင်လယ်ပြင်ကိုတန်ရှင်းအောင်ထားဖို့အတွက်တင်းကျပ်တဲ့စီမင်းစည်းကမ်းတွေကိုချမှတ်ထားပြီးတော့ရေနံနဲ့တဘာဝတန်ငွေထုတ်ယူမှုလုပ်ငန်းတွေမှာလည်းပဝင်းကျင်ထိခိုက်မှုကိုအနည်းဆုံးဖြစ်အောင်ဆောင်ရွက်လျက်ရှိပါတယ်။အမိုင်းစီမံခံခွင့်မှုစနစ်လည်းအလွန်ကောင်းမွန်ပြီးတော့ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းတွေကိုစနစ်တကျစုဆောင်းကပြန်လည်အသုံးပြုမှုနှုန်းမြင်မာပါတယ်။ တဘောဝထိန်းသိမ်းရေးနယ်မြေတွေနဲ့အမျိုးသားဥယျာဉ်တွေကိုထိုးချဲ့သတ်မှတ်ခြင်းအပြင်တဘောဝတောင်းရင်တရိစံနေနဲ့သစ်ပင်တွေကိုကာကွယ်ဆောင်ရှောက်လျက်ရှိပါတယ်။နံပါတ်၁ဒိမန်နိုင်ငံကဲပြည်သူအားလုံးစောင့်မျှော်နေတဲ့ကမ္ဘာပေါ်မှာအသင်ရှင်ဆုံးနိုင်ငံကတော့ ဒိမတ်နိုင်ငံပဲဖြစ်ပါရယ်ဒိမတ်ကတဘာဝပဝင်းချင်းကိုထိမ့်သိမ်းဆောင်ရှောက်ဖို့အတွက်နှစ်ပေါင်းများစွာကလေးကစင်စပ်ပြက်ဂျိုးပန်းအားထုတ်ခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါရယ်ဒိမတ်ကလီဆွမ်းအင်ကိုအသုံးပြုတဲ့နေရာမှာကဘာမှာဦးဆောင်နေတဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့နိုင်ငံရဲ့ဆွမ်းအင်လိုအပ်ချက်ရဲ့ရာဂိုင်းနှုန်းအများအပြားကိုလေအားကနေရရှိပါရယ်စပိန်စီးချင်းကိုအားပေးတဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့မြို့ရိုင်းမှာစပိန်လမ်းတွေကိုစနစ်တကျဖောက်လုပ်ထားတာကြောင့်ပြည်သူတွေကအကားအသုံးပြုမှုကိုရှော့ချပြီးတော့စပိန်ကို ပုံမအသုံးပြုကြပါရယ်။ဒါကြောင့်လေလူညဉ့်ဉန်းမှုလည်းနှဲပါပါရယ်။ရေအေသွေးရလည်းအလွန်ကောင်းမွန်ပြီးတော့တောက်သုံးရည်အဖြစ်ဓာတ်ရိုက်အသုံးပြုနိုင်တဲ့အထိတန်ရှင်းပါရယ်။စိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်းတဘာဝနဲ့လိုင်းရောညှိထွေးတဲ့နီလန်းတွေကိုအသုံးပြုပြီးတော့မြေစီလောင်နဲ့ရေအေမြင့်တွေကိုထိမ့်သိမ်းဆောင်ရှောက်လျက်ရှိပါရယ်။အမိုက်တီကိုပြန်လည်အသုံးပြုဖို့နဲ့စွမ်းရင်ဖြစ်ပြောင်းလဲဖို့အတွက်နီးပညာအသစ်တွေကိုအစမပြတ်တီထွင်အသုံးပြုနေတာကိုလည်းတွေ့ရပါရယ်။ ဒီနိုင်ငံငါးနိုင်ငံအပြင်တခြားနိုင်ငံတွေမှာလည်းသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့အလို့ဆောင်ချက်တွေအများအပြားရှိပါတယ်။ ဥပမာအားဖြင့်အိုင်စလန်နိုင်ငံဆိုရင်လျှစ်စစ်တအားအားလုံးနီးပါးကိုပြန်လည်ပြဖြိုးမြဲဆွမ်းအင် Golden May and Hydropower ကနေရရှိပါတယ်။ဖင်လန်နိုင်ငံကတော့တက်တော်တွေကိုစနစ်တကျစီမံခန့်ခွဲပြီးတဘာဝကိုထိန်းသိမ်းတဲ့နေရာမှာထိတ်တန်းကရပ်တည်နေပါတယ်။နယူးဇီလန်နိုင်ငံကတော့တဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့အတွက်တည်ချတဲ့မူဝါဒတွေကိုချမှတ်ထားပြီးတော့ကမ္ဘာလိပ်ခီးသည်တွေရဲ့တည်ရောက်မှုကိုလည်းစီမံခန့်ခွဲလျက်ရှိပါတယ်။ဒီနိုင်ငံတွေရဲ့အောင်မြင်မှုတွေကနေ ်သင်ငန်းစာယူပြီးတော့ခြေတွေရဲ့ပဝင်းခြင်းကိုထိမ့်သိမ့်ဖို့အတွက်လည်းတဦးတယောက်ချင်းစီနေနဲ့တက်နိုင်တဲ့ဘက်ကနေပါဝင်ဆောင်ရွက်သွားဖို့အရေးကြီးပါတယ်။ဒီနေ့ဗီဒီယိုမှာကမ္ဘာပေါ်ကအတန်ရှင်းဆုံးနိုင်ငံ၅နိုင်ငံအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီနိုင်ငံတွေရဲ့ချိုးပန်းအားထုတ်မှုတွေကိုအားကျအထုတ်ယူပြီးတော့ခြေတွေရဲ့ကမ္ဘာကြီးပုံမတန်ရှင်းတာရတဲ့နေရာတစ်ခုဖြစ်အောင်ဝိုင်းဝန်းပြီးတော့ချိုးပန်းကြပါစို့လို့ထိုက်တွန်းရတဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲရန်နာလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တဦးတယောက်ချင်းစီတိုင်း ိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။